ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးနှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုတော့ဒီဗီဒီယိုလေးမျိုးဆက်မျိုးပြောခင်မှာကိုထက် blog ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဟုတ်ပါပြီကျွန်တော်ဆက်ပြောပါမယ်အဲ့ဒါဘာလဲဆိုတော့သဘော ကောင်းတာလူတိုင်းပေါ်သဘောကောင်းတာကောင်းလားဆိုတော့အချက်ကနောက်ပြီးတော့စေတနာကလူတိုင်းနဲ့တန်လားဆိုတော့အချက်နှစ်ခုပေါ့နော်အဲ့ဒါနှစ်ခုကိုကျွန်တော်ရှင်းလုပ်ပေးချင်တာဖြစ်ပါတယ် အဲ့တော့လူတိုင်းပေါ်လူတိုင်းပေါ်သဘောကောင်းတာကောင်းလားဆိုတဲ့အရာမှာဆိုတဲ့နေရာမှာသဘောကောင်းတယ်ဆိုတာကသူကစာနာစိတ်ရှိတာမျိုးအဲအဲတခြားသူပေါ်ကျင်နာစိတ်ရှိတာနားလည်တာလေးစားတာအဲ့ဒီအပြုမူတွေကလူမှုဆက်ဆံရေးကိုကောင်းတယ်ကောင်းစေတယ်နော်ပတ်ဝန်းကျင်မှာလည်းဒီပျော်ရွှင်မှုနဲ့ငြိမ်းချမ်းမှုကိုဖန်တီးပေးနိုင်တယ်ဒါပေမဲ့လို့အဲ့ဒီသဘောကောင်းတာကိုလူရာထက်ပို့ပြီးအလွန်ကျွံလုံးမိသွားလို့ရှိရင်ကိုယ့်ကိုယ်ကိုအနစ်နာခံရတာအဲ့ဒီအပိုင်းကိုရောက်သွားတယ် အကိုအနစ်နာခံရတာအတိုင်းတာတခုတဲ့ကြော်လွန်သွားပြီဆိုရင်ဒါကိုသဘောကောင်းတာကမှားနေပြီဆိုတာအဲလွန်လွန်ကြုံဖြစ်မှားတာတော့မဟုတ်လွန်ကြုံဖြစ်နေပြီဆိုတာကိုကိုသဘောပေါက်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုအခွင့်အရေးတွေလက်လွတ်ဆုံးရှုံးရတာမျိုးဖြစ်နိုင်တယ်ဒါကြောင့်သဘောကောင်းတာနဲ့အတူကိုရဲ့အခွင့်အရေးကိုလည်းအဲဘယ်လိုလုပ်မလဲမျှတတကာကွယ်ဖို့လိုတယ်အဓိကတော့ဗျာကိုကကိုအတွက်အခွင့်အရေးတခုတိုးအတွက်အခွင့်အရေးတခုရှိတယ်ဆိုရင် တော့ကိုရာတင်းရထိုက်တဲ့အခွင့်အရေးတစ်ခုအတွက်ကိုကိုရအောင်ယူနော်အဲ့ဒီအတွက်ကိုအရင်အလွန်ကြုံသဘောမကောင်းမကောင်းသင့်ဘူးပေါ့နော်နောက်တစ်ခုကကျတော့စေတနာက လူတိုင်းနဲ့တန်လာကျွန်တော် တောက်ရတဲ့စကားရှိရင်လူတိုင်းနဲ့တော့မတန်ဘူးဒါပေမဲ့လူတိုင်းပေါ်မှာတော့စေတနာထားဆိုတဲ့အားမျိုးပေါ့နော်အဲ့တော့စေတနာဆိုတာကကိုချင်းစာစိတ်ကျင်နာစိတ်နဲ့တခြားသူတွေကိုကူညီခြင်းနဲ့စိတ်ဖြစ်တယ်အဲ့တော့ဒီလိုစိတ်မျိုးကလူတိုင်းမှာရှိတဲ့အရာဖြစ်တယ်ပေါ့နော်အဲ့ဖြစ်တဲ့အတွက်ကြောင့်လည်းလူမှုဖွဲ့စည်းကိုပို့ပြီးတော့ကောင်းမွန်စေပါတယ်ဒါပေမဲ့စေတနာကိုမြတ်မြတ်တတ်တာပေါ့နော်ဉာဏ်ဉာဏ်သွေးနဲ့ပေါ်ပြဖို့လည်းအရေးကြီးတယ်တခါတရံမှာစေတနာကောင်းနေပေမဲ့အခြေအနေနဲ့မကိုက်ရင်မလိုလားတဲ့အကျိုးဆက်တွေကလည်းဖြစ်လာနိုင်တယ်အဲ့တော့ဥမာအနေနဲ့ဆိုရင်ကိုကူညီပေးမယ်ကူညီခြင်းပေးမယ်ပေါ့နော်တခြားသူရဲ့ လွတ်လပ်ခွင့်ကိုထိခိုက်စေတာမျိုးဖြစ်နိုင်တာမျိုးပေါ့နော်။ဒါကြောင့်စေတနာကလူတိုင်းနဲ့တော့တန်တယ်။ဒါပေမဲ့ဘလို့အခြေအနေမှာဘလို့ကူညီရမလဲဆိုတာကိုသေချာစဉ်းစားပြီးတော့လှုပ်ဆောင်ဖို့လိုတယ်။ရုပ်ဆိုရင်စေတနာကပို့ပြီးအကျိုးရှိပြီးတော့လူမှုဆက်ဆံရေးပို့ပြီးတော့ကောင်းမွန်စေတယ်။ဒီခါကြရင်ကိုယ်ကစေတနာနဲ့အဲရှင်းပြတာမျိုးစေနာနဲ့တုံတင်ပေးလိုက်တာမျိုးစေနာနဲ့ပြောပြလိုက်တာမျိုးကိုတစ်ဖက်ကအဲဘယ်လိုပြောမလဲလက်တင်ခံရင်တမျိုးလက်မတင်လက်တင်မခံမဲနဲ့ကိုယ်စေနာကိုမမြင်မဲနဲ့ငါ့ကိုဆရာလာလုံနေတာမျိုးအဲ့လိုမျိုး ညင်သွားတဲ့အခါအခိုက်အတန့်တွေလည်းကြုံကြုံမှုမှာပေါ့နော်တရားလူတွေလည်းကြုံမှုလိမ့်မယ်အဲ့တော့ကိုကကိုတီးစေခြင်းနဲ့စိတ်တီးစေခြင်းနဲ့သူ့ကိုတီးပါစေတော့ဆိုပြောပြခြင်းပင်မဲ့ပြောပြခဲ့ပင်မဲ့သူ့ရဲ့စိတ်ထဲမှာကအော်ငါဒါငါ့ကိုလောင်နေတာပါလားငါမသိတော့သူလောင်နေတာပါလားဆိုတဲ့အတွေ့အဝင်သွားတတ်တယ်အဲ့တော့ကိုစေတနာကသူတွေးတာနဲ့မတူတော့ဘူးပေါ့နော်အဲ့တော့လူတိုင်းနဲ့တော့တန်တယ်ဒါပေမဲ့ညံနဲ့ရှင်ပြီးတော့စေတနာထားပြီးတော့ စေနာနဲ့ရှင်တွဲပြီးတော့ညံနဲ့ရှင်တွဲပြီးတော့စေနာထားပေါ့ဗျာနော်အဲ့တော့လူတိုင်းပေါ်သဘောကောင်းတာကောင်းလားတယ်နောက်ပြီးတော့စေနာလူတိုင်းနဲ့တန်လားဆိုတဲ့အကြောင်းအရာနှစ်ခုကိုကျွန်တော်ဒီနေ့ပြောပြသွားတာဖြစ်ပါတယ်အဲကျွန်တော်ရဲ့ဒီ TikTok ဟိုဘယ်လိုပြောမလဲ channel လေးကိုလည်းအားပေးကြပါဦးခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်